အနောတ္တမနောမယစိတ်ဟာကြီးမှုနေတယ်စိတ်ကပဲအလုံးလုံးဆောင်ဖန်တီးနေတယ်ဒါဘာပြောတာလို့လို့ဆိုစိတ်ဘလောက်အရေးကြီးတယ်ဆိုတာတတိထားဖို့ပြောတော့ကလူတွေကစိတ်ကိုအရေးကြီးတတိပထားကြဘူးနော်စိတ်ကိုအရေးကြီးပြင်ဆင်မှုမလုပ်ကြဘူးဘာကိုပြင်ဖို့ပဲလုပ်နေတော့ဆိုရုပ်ပြင်ဖို့ပဲလုပ်တယ်ဟုတ်တယ်မနေ့အိယာထားပြီဆိုရင်ရုပ်ပြင်တယ်လေ ်ဉာဏ်သိမယ်မှန်ကြည့်မယ်ဖြီးမယ်လိမ့်မယ်ရုပ်ရဲ့အရင်ပြန်လာစိတ်ပြင်းမို့ကြတော့နေတာအဲ့တော့စိတ်ကြီးကတော့ဟိုရုပ်ပြည့်ဆင်းရဲဖြစ်ပြီးတော့ရုပ်ကဘလောက်လာလာစိတ်ကရုပ်ပြည့်ဆင်းရဲဖြစ်နေလို့ရှင်ဘဝကူကကောင်းမှာမဟုတ်ဘဝကူမကောင်းနိုင်အဲ့အိယာထကလေးကနေပြီးတော့ဒေါသနဲ့ထလာတယ်လောဘနဲ့ထလာတယ်ဘဝကူကောင်းနိုင်ပါ မကောင်းကောင်းနိုင်ဘူးကောင်းစရတဲ့ကအကောင်းနဲ့စတာမဟုတ်ဘူးလောဘနဲ့စတာဒေါသနဲ့စတာနော်ဒေါသဆိုတာစိတ်ဆိုးနေမှာဒေါသမဟုတ်ဘူးခိုလူမကျင်တတ်တယ်လို့လို့ဒီလူမကျင်တတ်တယ်လို့လို့စိတ်ထဲမှာမကျင်တတ်မှုတွေရှိနေတဲ့ဒေါသပဲကြောက်တာလည်းဒေါသပဲစိုးရိမ်တာလည်းပဲဒေါသနဲ့ရှင်တာပဲဟုတ်ကဲ့စိတ်ထဲမှာအလိုမကျတာတွေမှန်တယ်ညအကုန်ဒေါသပဲ စိတ်ဆိုးပြီးရံကာဆဲနေမှာဒေါသဖြစ်တယ်လို့လူတွေကထင်နေတာမဟုတ်ဘူးစိတ်ထဲမှာအလိုမကျဆန့်ကျင်တဲ့သဘောလေးပေါ်နေတာမှန်တယ်များဒေါသကြီးပဲကွအဲ့တော့ဒေါသနဲ့စတာလားသူ့မှုတွဋ္ဌာမှုတွေနဲ့စတာပိုင်ရောစင်နေတဲ့ဘဝမနဲ့မိုးတောက်တဲ့အချိန်ကိုစတာလားလို့ကိုယ့်ကိုစင်ရင်သုံးသပ်တဲ့နဲ့ပေါ့ကိုယ်စိတ်လေးကိုကိုယ်စင်ရင်သုံးသပ်ပြီးတော့ ကိုယ်စိတ်လေးကိုပြင်ရရုပ်ကိုပြင်ရရတယ်လို့ပဲစိတ်ဆိုတာလည်းပြင်လို့ရတယ်မပြင်မဲနဲ့ဒီတိုင်းထားလို့ရှင်အမှန်တမ်းမှသိုးသွားနိုင်တယ်ပေါ့စိတ်ကိုမပြင်မဲထားရင်ပုပ်ပုပ်သိုးသွားနိုင်တယ်အဲ့တော့အိညာကနိုးထလာတာနဲ့တပြိုင်နက်ညကအဆင်မပြေတာတွေတို့နေ့လယ်ကအဆင်မပြေတာတွေတို့မကြင်တတ်တာတွေတို့ဒါတွေကိုတွေးပြီးတော့ဒေါသဖြစ်နေမယ်ဆိုလို့ရှိရင် ခြေတတ်เสียရဆိုတာတွေ့နိုင်မှာဩမလားမသိပါဘူးအဲ့ဒါစိတ်ကျင်တာမဟုတ်ဘူးသူ့သဘောတိုင်လွတ်ထားတာဖြစ်တယ်ပုံမဆိုးပဲဘူးလားဟုတ်ဆိုးလွယ်တယ်ဆိုရင်เสียရဖြစ်လာမယ်လူစရာလူဘွားဆိုတာအမျိုးမျိုးကြုံမှာပဲအကောင်းတဲ့ကြီးကတော့မှကြုံနိုင်ဘူးအကောင်းတဲ့လည်းကြုံမယ်ဆိုးတဲ့လည်းကြုံမယ်ဘာပဲကြုံလာကြုံလာအသိအတဲ့နှလုံးသွင်းနိုင်ရမယ်ယောနိသုံးတဲ့ဒီကာရလို့ခေါ်တာ အစိုးရကျုံလာလို့ရှိရင်လည်းကိုကဘယ်လိုစဉ်းစားရအောင်။အိုးမနေ့ကအစိုးရကျုံလာ။ဒါတွေကတခဏပဲခံရတာတွေမဟုတ်ဘူး။ငါပါတတ်နိုင်ပါလေ။ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေသူ့အချိန်နဲ့သူနောင်ကြတော့လည်းပြီးသွားမှာပဲ။ဒါတွေတွေးမနေနဲ့။ခရီးကိုအာရုံပြုလိုက်၊တရားကိုအာရုံပြုလိုက်။ဟော၊တန်ခါကိုအာရုံပြုလိုက်။ မေတ္တာပဲပို့နေလိုက်မယ်စိတ်ကိုပြောင်းလဲလိုက်။အပြောင်းလဲပြလိုက်လို့ရှိရင်ခုနစိတ်ပူတာတွေအလုံးမကြတာတွေရှိသေးလား။မရှိပါဘူး။ထပ်ပေါက်ရှာလိုက်တာလို့ခေါ်တာနော်။ဒါကြောင့်မို့စိတ်ဤထပ်ပေါက်များဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။ဘုန်းကြီးတို့လည်းစိတ်ဤထပ်ပေါက်များဆိုတဲ့နာမည်နဲ့ဟောပေးထားတာရှိတယ်နော်။အဲ့ဒီထပ်ပေါက်ကိုရှာရထပ်ပေါက်မရှာလို့ရှိရင်လူဟာထပ်ပေါက်ပိတ်သွားလို့ရှိရင်မွန်းကျက်သွားနိုင်တယ်ပေါ့။ စိတ်ရဲ့ထပ်ပေါက်တွေပြိမ့်မသွားစေနဲ့သူနေရာနဲ့သူထပ်ပေါက်ရဆော့ပြပေးထားတာเนาะဒေါသရဲ့ထပ်ပေါက်ကမေတ္တာပဲပေါ့အစားထုတ်ပြီးတော့ဖြစ်လိုက်မကျေနပ်ထားဘာဖြစ်လို့မကျေမနပ်ဖြစ်တယ်လဲဆိုရင်မကျေနပ်ဆရာကိုတွေးလို့မကျေနပ်ထားအဲ့တော့ဘာလို့အောင်မလို့ကျေနပ်ဆရာပြောင်းတွေးလိုက်ပေါ့ဒါပဲရှိတာပဲပေါ့အကျေနပ်ဆရာကိုတွေးစရာမရှိရင်မေ့ထားလိုက်ပေါ့ ညာအဲ့နေတဲ့အချိန်မှာတတိမြာဘူးဆိုရင်ဒေါသဖြစ်ပါမလားမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးအဲ့ရကနိုးထလာလို့တတိယလာလိုက်တာနဲ့တပြိုင်နက်ဒေါသဆိုတော့လည်းဝင်လာတတ်တယ်လောဘဆိုတော့လည်းဝင်လာတယ်အဲ့ဒီဝင်လာတဲ့လောဘဒေါသဆိုတာကိုယ့်အတွက်ကောင်းတာမဟုတ်ဘူးတဲ့မကောင်းတာတွေဝင်လာတယ်အဲ့ဒါနဲ့အစားထိုးလိုက်ဩမနဲ့ရောက်လာပြီ ။ညာကိစ္စတွေမတွေ့ဘူးဟိုနေ့ကကိစ္စတွေမတွေ့ဘူး။ကောင်းရင်တော့ကောင်းတာတွေတွေ့မယ်မကောင်းတာမတွေ့နဲ့။အတွေ့ကနဲ့မနေ့ပိုင်းမှာဩကုသိုလ်ကနေ့အိယာထားတဲ့အခါမှာကုသိုလ်စိတ်တွေဖြစ်အောင်ငါကြိုးစားမယ်။ဘုရားရှိခိုးမယ်။ဘာကြီးဖြစ်နေဒီဘုရားကိုအာရုံပြုမယ်။မြတ်စွာဘုရားဘုရားကနေ့ကိုအရင်သွားမယ်။ညနာသိပြီးဘုရားကနေ့အရင်သွားမယ်ဘုရားကိုအာရုံပြုမယ်။ ရေချမ်းကပ်လို့မယ်၊စီမီပန်းကပ်လို့မယ်၊ဖျားရှိခိုးလိုက်အောင်မယ်။ဣတိပိတော့စိတ်ချနှက်တော့ဣတိပိတော့ကြဲကြဲရွတ်လိုက်။ဟုတ်ကဲ့လား။ဘောဘပရိတ်တရားတွေကိုကြဲကြဲရွတ်လိုက်မယ်၊တရားဖွင့်ငါလိုက်မယ်ဆိုတော့စိတ်ကလေးတွေကပြောင်းမသွားပါဘူးလား။အဲ့ဒါဆက်ပေါက်ကလေးတွေလည်းပေါ့။အဲ့ဒါလို့မလုပ်ခဲနဲ့စိတ်ကတွေးမိတာတွေပေါ်မှာလွန်မိုးနေတဲ့အာယုံနောက်လိုက်ပြီဆိုလို့ရှိရင် လောဘကလည်းအချိန်တက်လာနိုင်တယ်ဒေါသကလည်းအချိန်တက်လာအဲ့လိုလောဘဒေါသတွေအချိန်တက်နေတဲ့အချိန်မှာမတော်တဆသိသွားရင်ဘဝကူးဆိုလို့ဘောမကောင်းဘူးနော်အဲ့တော့ကြောင့်လို့ဘဝကူးကောင်းမှုဆိုတဲ့နေရာတွေမှာကိုလုံးတဲ့အပေါ်မှာငူတည်တယ်လို့အဲ့လိုပြောတာနော်အဲ့တော့နာနဲ့မိုးသောအနေရောက်တဲ့အချိန်ကနေစပြီးတော့ကုသိုလ်လုံးမိအောင်ကြိုးစားတတိဆာကုသိုလ်လုံးမိအောင်တတိဆာ အကုသိုလ်နဲ့ကြီးပဲမနေမိအောင်ပုဂ္ဂိုလ်ကိုယ်တော်တရားနာတယ်ဆိုတာအဲ့ဒီအတိတ်ကြံတွေကိုရဖို့လိုတယ်တရားဆိုတာနာပြီးရင်လက်ထစ်ကျင့်သုံးအောင်တရားဆိုတာတရားစခန်းသွားပြီးတော့တရားကျင့်မှတရားကျင့်တာမဟုတ်ဘူးเนาะအဲ့ဒါကအများရမ်းလည်းသွားနိုင်တာမဟုတ်ဘူးတစ်ခါတရံသွားနိုင်တာတရားကျင့်တယ်ဆိုတာအများရမ်းကျင့်အောင်အများရမ်းနှလုံးသွင်းတာ ခမင်းချဲ့ရင်လည်းနှလုံးသွင်းမယ်အလုတ်လုပ်ရင်လည်းနှလုံးသွင်းမယ်သွားရင်လည်းလည်းနှလုံးသွင်းမယ်ကားမောင်းရင်လည်းနှလုံးသွင်းမယ်။ဒါလည်းဆိုရင်ကုသနာကိုယ်စိတ်ကိုတတိထားပြီးတော့လောဘမဖြစ်အောင်ထိန်းမယ်ဖြစ်လာလို့ရှိရင်ရှောင်လွှဲမယ်ဒေါသမဖြစ်အောင်ထိန်းမယ်ဖြစ်လာရင်ရှောင်လွှဲမယ်။ဒါကိုတမ္မဝါယမလို့ခေါ်တာပဲမြတ်စွာဘုရား။အကုသိုလ်မဖြစ်အောင်ထိန်းမယ်ဖြစ်လာတဲ့အကုသိုလ်စိတ်ကိုရှောင်လွှဲမယ်ထေရှားပြည့်မယ်။ဒါတမ္မဝါယမပဲပေါ့။ ာနဲ့အစာထိုးကုန်ကုသိုလ်စိတ်တွေဖြစ်အောင်နှလုံးသွင်းမယ်။ကောင်းတာကိုတွေးပြီးတော့နှလုံးသွင်းလိုက်ရင်မကောင်းတာဆိုတာထွက်သွားတာပဲပေါ့။နှစ်ခုမျိုးဖြစ်လို့မှမရဘူးနော်။အဲ့ဒါကြောင့်မလို့ကောင်းတာတွေနဲ့ပဲအစာထိုး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 ပြီးတော့ဘဝတစ်ခုကိုအဲ့လိုပြီးဆောက်သွားတဲ့အခါဘဝတစ်ခုရလာလို့နောက်ဆုံးအချိန်ရောက်လာပြီဆိုရင်လူတွေစဉ်းစားလေးရှိတယ်ဘဝကူးကောင်းအောင်ဆိုတာ။ အဓိပ္ပာယ်ကတော့ဘဝကူကောင်းဖို့ဆိုတဲ့နေရာမှာကိုယ်စိတ်တွေကိုသူစရိုက်တရားတွေနဲ့ထုံမှန်းပေးဖို့တိလနဲ့ထုံမှန်းပေးဖို့တတ္တာနဲ့ထုံမှန်းပေးဖို့တမာတိနဲ့ထုံမှန်းပေးဖို့ဘဝကူကောင်းဖို့ဆိုတာအဲ့ဒါတွေကအရေးကြီးတာလို့ဆိုလိုတယ်နော်အဲ့တော့ဘဝကူကောင်းတယ်ဆိုတာဘဝကူကောင်းအောင်လို့ဆိုပြီးတော့ဒါလေးလှူလိုက်ဘဝလေးလှူလိုက်ဒီလောက်ကလေးနဲ့တည်းခြေနဲ့နေလို့မဖြစ်ဘူး အဲ့လိုလူလိုက်တဲ့အချိန်လေးကအမှန်တမ်းတူထောင်းတော့အာကြီးတယ်ကိုယ်စိတ်ကိုလွှမ်းမိုးထားနိုင်မှာမဟုတ်ဘူးတဲ့ဟုတ်ကဲ့လားဘဝကိုကောင်းဖို့ဆိုတာစိတ်ကိုလွှမ်းမိုးထားနိုင်တဲ့အနေအထားတစ်ခုရှိဖို့လိုအပ်တယ်